ခေါ်မလားရောမလားကြားမှာဘယ်ကိုပြောင်းချင်လဲဆိုတာသိပေးလိုက်တဲ့စန်ချိုပရိသတ်များလုံးမဲ့မိန်လာများတင်လိုက်ဖော်ပါရှိုးစီစဉ်ကနေပြန်လဲကြော်လဲပါနေဂျေဒန်စန်ချိုနဲ့ပတ်သက်ပြီးချဲစီနဲ့မန်ချက်စတာယူနိုက်တက်တို့အကြားမှာခေါ်မလားရောမလားဆိုတဲ့မေးခွန်းကိုအပြေညှိနေကြတာအချိန်ကာလတစ်ခုရှိခဲ့ပါပြီစန်ချိုအပြင်ရဲ့နေရာဒီပြောင်းရွှေ့ကာလမှာတော့က United ကနေချဲစီကိုတရားစီအင်္ဂါစာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်ချဲစီနဲ့ United တို့အကြားချုပ်ဆိုထားတဲ့စာချုပ်ရ ချဲစီယာရာသီကုန်းမှာအဆင့်၁၄နဲ့အထက်ရပ်တည်နိုင်ခဲ့မယ်ဆိုရင်စန်ချိုကိုပေါင်း၂၅တန်းနဲ့အပိသက်ခေါ်ယူရမယ်ဆိုတဲ့အချက်ကလည်းပါဝင်နေပါတယ်။အင်္ဂလန်သားဟာစတမ်ဘရ်ဘရစ်ကိုရောက်ရောက်ချင်းမှာအကောင်းဆုံးပုံစံနဲ့စတင်နိုင်ခဲ့ပြီးပထမဆုံးသုံးပွဲဆက်တိုက်မှာဂိုးဖန်နှီးမှုတွေပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအသက်၂၄နှစ်အရွယ်ဒေါ်မွန်ကျေဝင်ဟောင်းဟာဒီဇင်ဘာလအတွင်းစပါနဲ့ကစားခဲ့တဲ့ပွဲစဉ်နောက်ပိုင်းချဲစီအတွက်ဂိုးပေါင်ရင်ပတ်သက်မှုပြုလုပ်ပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လဲချဲစီအားစန်းချိုကိုအပိသက်ခေါ်ယူဖို့အတွက်တွေးဝင်နေကြတာဖြစ်ပြီး United C ပြန်စီလွှင့်ရင်ကောင်းမလားလို့တွေးနေကြတာဖြစ်ပါရင်နာမည်ကျော်သတင်းတော့ David Onstein ကတော့ချဲစီအနေနဲ့စန်းချိုကိုသာအပိသက်မခေါ်ယူဖြစ်ဘူးဆိုရင်စာချုပ်ပါအချက်လက်တွေကိုဖောက်ပြဲမှုနဲ့ရော်ကြီးပေါင်၅တန်းပေးချေသွားမှာလည်းဖြစ်ပါရင် Sky Sports သတင်းထားတဲ့ဖော်ပြချက်ရတော့ချဲစီဟာစန်းချိုကိုအပိသက်ခေါ်ယူသွားဖို့တော့ဆန္ဒရှိနေဆဲဖြစ်ပြီးအင်္ဂလန်သားအနေနဲ့လက်ကျန်ပွဲတွေမှာခြေစွမ်းပြန်ပြနိုင်လိမ့်မယ်လို့ယုံကြည်နေတာလည်းဖြစ်ပါရင်ဒီလိုမျိုးစန်ချိုနဲ့ပတ်သက်ပြီးအသင်းသင်းချားမှာ ခေါမလားယော်မလားဆိုပြီးဖြစ်နေကြခြင်းဂျာမန်ချင်းဆိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ VAC ကနေပြီးတော့ရာသီကုန်မှာစန်ချိုပဲသွားဖြစ်နေတာလဲဆိုတာကိုသုံးသပ်ရေးသားလာခဲ့ပါတယ်။ VAC ရဲ့သတင်းဖော်ပြချက်အရစန်ချိုခေါ်ယူဖို့အတွက်ဗိုလ်လီဂါကလပ်တွေဖိတ်ကြားတဲ့ဒေါ်မွန်နဲ့လေးပါးကိုစင်တော့ကစိတ်ဝင်စားနေပြီ။ကစားသမားဘက်ကတော့အသင်းဟောင်းဒေါ်မွန်မှာပြန်လည်အခြေချလိုနေတာဖြစ်ပါတယ်။ VAC ရဲ့ဖော်ပြချက်မှာစန်ချိုဟာသူ့ရဲ့အခြေဟောင်းနဲ့ဘယ်တော့မှအဆက်အသွယ်မဖြစ်ခဲ့ပါဘူး။သူရဲ့အသင်းဟောင်းကတငယ်ချင်းဂျေမီကစ်တန်နဲ့အမြဲတမ်းစကားပြောပြဆဲဖြစ်ပြီးဒေါ်မွန်အတွက်လည်းအမြဲတမ်းပြန်ကစားပေးခြင်းနဲ့ဆင်ရှိနေကြတာပါ အထူးသဖြင့်အင်္ဂလန်မှာအဆင်ပြေစရာတွေများလာတဲ့အခါဆန်ချိုရဲ့ဘွန်နက်လီကာကိုပြန်လာခြင်းနဲ့စိတ်ဟာပိုပြီးတော့ဆိုလာပါတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။မန်စတီးအကယ်ဒမီထွက်တူဖြစ်တဲ့ဆန်ချိုဟာ2019ခုနှစ်မှာဒေါ်မွန်ကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီးဘွန်နက်လီကာကလပ်အတွက်ပြိုင်ပွဲစုံ138ပွဲမှာသွင်းကုန်းကားစင်တီသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်2021ခုနှစ်မှာတော့ United ကိုပေါင်း83သန်းနဲ့ရောက်ရှိလာခဲ့ပြီး Chelsea ကိုမရောက်ခင်အထိ Old Trafford မှာခြေစွမ်းပြဖို့ရုန်းကန်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုအား United အသင်းမှာနှစ်နှစ်ခွဲကစားခဲ့ပင်မဲ့ဒဏ်ရာပဒဏ်ရာရည်နယ်လုံးဖမ်းနေရပြီးအသင်းအတွက်ပညာတော်ဝန်တိုက်စစ်မှာအသုံးဝင်နေကစားမှတယောက်လိုဖြစ်နေခဲ့ပါရင်ပြီးခဲ့တဲ့ရာသီလုံးကနီးပြအရင်တန်ဟက်ကိုလူသိရှင်ကြားဝေဖန်ခဲ့တာကြောင့်ဆန်ချိုတယောက်အသင်းကြီးနဲ့လူလေးချင်းကန်ဆင်ခွင့်မရပဲလူငယ်အသင်းနဲ့တွားရောက်ပူးပေါင်းခဲ့ရတာလည်းဖြစ်ပါရင်ဒါကြောင့်ပဲဆန်ချိုအားပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာတော့ဒေါမွန်အသင်းစီကိုရာသီဝတ်အငှားစကြုံနဲ့ပြောင်းရွှေ့သွားခဲ့ပြီးဂျာမန်ကလပ်နဲ့အတူချန်ပီယံလိဂ်ဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့တာဖြစ်ပါရင် စံချွာအချင်းစီကိုစတင်ပြောင်းရွှေ့လာကဆုံးကတော့ဒီကသင်းဟာသူငယ်ငယ်တည်းကအားပေးရတဲ့အသင်းဖြစ်တဲ့အကြောင်းကိုတော့စံချွာကပြောဆိုခဲ့ဘူးလားဖြစ်ပါရင်စံချွာကကျွန်တော်အတွက်နည်းနည်းလေးထူးဆန်းနေဆိုပေမဲ့ဒါဟာကျွန်တော်ရဲ့အိမ်လိုပဲဖြစ်နေပါပြီမိသားစုတွေတငယ်ချင်းတွေလည်းအတူရှိနေနိုင်ပါပြီ drop လမ်းဘက်တို့ကြောင့်ချင်းစီဟာကျွန်တော်ငယ်ငယ်တည်းကအားပေးရတဲ့အသင်းမှာနောက်ပြီးဒီကိုမလာခင်နီးပြားနဲ့စကားပြောကြည့်တဲ့အခါမှာသူနဲ့အလုပ်တွေလုပ်ဖို့ကတခါတည်းဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါရင်စံချွာတယောက်ချင်းစီမှာပဲစံနေမှာလား United ကိုပဲပြန်လာမှာလား တောင်းပန်ကိုပဲပြန်သွားမှာလားရာသီကုန်မှစောင့်ကြည့်ရမှာပဲဖြစ်ပါရင်